ခုနရသားသမိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့မြေခွက်တွေအမြင်ရောင်းထွက်ခြင်းနဲ့နော်မိမိပိုင်မိမိပိုင်ဆိုင်တဲ့မြေခွက်တွေရောင်းခြင်းနဲ့ရောင်းခြင်းတဲ့အခါမှာအခက်အခဲတွေမျိုးမျိုးဖြစ်နေတယ်ဆိုရင်အခုကျွန်တော်ပြောပြမယ့်ဇရာနီးစနစ်ကိုပြုလုပ်လိုက်ပါလွယ်လင်းတကူပြုလုပ်ပြီးတော့မိမိရဲ့ပိုင်ဆိုင်တဲ့မြေခွက်တွေအများဆုံးပဲရောင်းထွက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့တို့မနက်စောစောမှပြုလုပ်ရမယ်မိမိရဲ့မွေးနေ့မနက်စောစောမှပြုလုပ်ရမှာဖြစ်ပါတယ်အရင်ဆုံး ကိုချံရဲ့เนาะကိုချံထဲမှာ ရောင်းကျင်တဲ့မြေခွက်ချံထဲမှာအကျေရရှစ်လက်မှအနက်ကရှစ်လက်မှရှိတဲ့ကျင်းတူးရမှာဖြစ်ပါတယ်အကျင်းတူးတဲ့အခါမှာနေသားသမီးလိုက်အရက်တွေမတူဘူးเนาะရောင်းကျင်တဲ့မြေခွက်မှာရှစ်လက်မှအကျေเนาะတမျိုးနေသားသမီးအတွက်ဆိုရင်အနောက်ဘက်ရောင်းကျင်တဲ့မြေခွက်ရဲ့အနောက်ဘက်မှာကျင်းတစ်ချင်းတူးရမှာဖြစ်ပါတယ်အကျေရရှစ်လက်မှအနက်ကရှစ်လက်မှဖြစ်ပါတယ်တင်းနေတဲ့သားသမီးတွေနဲ့တင်းနေတဲ့သားသမီးတွေအနေနဲ့တူးရမယ့် အရက်ကတော့အနောက်မြောက်အရက်ဖြစ်ပါတယ်။အင်္ဂါသားသမီးတွေအနေနဲ့ကမြောက်အရက်မှာကျင်းတူရမှာဖြစ်ပါတယ်။ပုရုသားသမီးတွေအနေနဲ့ကတော့အရှေ့မြောက်အရက်နော်။ကြတာပရိသားသမီးတွေအနေနဲ့ကတော့အရှေ့တောင်အရက်မှာမြေကြီးကျင်းတူရမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေအနေနဲ့ကအနောက်တောင်အရက်မှာမြေကြီးကျင်းတူရမှာဖြစ်ပါတယ်။စမေသားသမီးတွေအနေနဲ့ကအရှေ့အရက်မှာကျင်းတူရမှာဖြစ်ပါတယ်။ရောင်းကျင်တဲ့မြေကွက်ပေါ်မှာတွားပြီးတော့တူရမှာဖြစ်ပါတယ်။တူပြီးတဲ့အခါမှာစက်ကူတရက်ဆာရွက်တရက်မှာ ကျောင်းကျင်းတဲ့လူတွေပိုင်ရှင်ရဲ့နာမည်ဥပဒုပြဥပဒုပေါ့နော်ရေးရမယ်ပြီးတော့ရန်ကုန်ဘယ်မြို့နယ်ပေါ့နော်ပြီးတော့အကွက်နံပါတ်အကျယ်ပြီးတော့ဈေးနှုန်းအဲ့လိုရေးရမယ်အိုက်ဆက်ကူတေးရထဲမှာရေးပြီးတဲ့အခါမှာအဲ့ဒါလေးကိုကရောပုံစံလောက်ရမယ်ပြားရည်ကိုးစွန်းနော်ပြားရည်ကိုးစွန်းကိုအဲဇွန်းလေးနဲ့ချိန်ပြီးတော့ခွက်ထဲကိုထည့်ထားမယ်ဘူးလေးပလင်းလေးနဲ့ထည့်ထားလိုက်ရတယ်အဲ့ပြားရည်ပလင်းအသေးလေးတပလင်းစနဲ့ရတယ်အဲ့ပြားရည်တွေကိုခုနမြေခွက်ထဲအဲ့မြေကြီးမှာကျင်းတူးထားတဲ့ ကျင်းတဲ့ကိုဟိုစာရေးထားတဲ့ရောင်းမဲ့သူရဲ့နာမည်တွေအကွက်နံပါတ်တွေရေးထားတဲ့စက်ကူကိုကတော့ပုံစံလုပ်ပြီးတော့ပြားရည်တွေလောင်းထည့်နေတဲ့စုတောင်းအောင်ဖြစ်ပါတယ်ဒီမြေကွက်ဒီခြံကွက်မြ мян ဈေးကောင်းကောင်းနဲ့ရောင်းထွက်ပါစေအမြန်ရောင်းထွက်ပါစေစုတောင်းပြီးတော့အပြားရည်တွေကိုလောင်းထည့်နေရမယ်လောင်းထည့်နေရင်လည်းပြားရည်တွေ အနှဲငယ်ကြံနေပြီကတော်ထဲမှာအနှဲငယ်ကြံတဲ့အချိန်မှာပဲအဲ့ဒီစက်ကူကတော်ကိုပါအဲ့ကျင်းတဲ့ကိုချလိုက်ရမှာဖြစ်ပါတယ်အဲ့တော့ပြီးတဲ့အခါမှာအဲ့ဒီစက်ကူကတော်အဲ့ကတော့မြေကြီးကျင်းကိုပြန်ပြီးတော့ဖုံးလိုက်ရမယ်နော်အဲ့တော့ဒီလိုပြုလုပ်ခြင်းအပြင်မိဆွေတို့ရောင်းကျင်နေတဲ့မြေကွက်တွေခြံကွက်တွေနော်အများဆုံးရောင်းထွက်သွားပါလိမ့်မယ်အဲ့တော့ဒီနည်းကိုကျွန်တော်နေနဲ့ကျွန်တော်ဒီကြည့်ရှုနေတဲ့မိဆွေတွေကိုလက်တာလက်ဆောင် ်ပြောပြပေးတာဖြစ်ပါတယ်။လွယ်လင့်တကူနဲ့ပြုလုပ်နိုင်ပါတယ်။ယုံကြည်စွာနဲ့ပြုလုပ်ပါအကျိုး true ပါလိမ့်မယ်။ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ။